အမေရိကန်ဟာအခုလအစောပိုင်းက B1B မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်နှစ်စင်းကိုဂျပန်ကိုဆီလွတ်ခဲ့ပြီးစစ်အင်အားတိုးမြင့်နေကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်မှုဟာပူးတဲ့စီရေလေကျင်းမှုထက်ပိုမိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနိုင်ကြောင်းစီရေအကက်ခက်တွေကထောက်ပြလျက်ရှိပါတယ်။အတန်ထက်ပိုမိုမြန်ဆန်တဲ့ B1B လေယာဉ်ဟာတာဝေးပြန်တန်းနိုင်ခြင်းကြီးမားတဲ့ဒုံးလွတ်နှက်တွေတက်ဆင်နိုင်ခြင်းတို့ကြောင့်လူတီများထင်ရှားပါတယ်။အဲ့ဒီလေယာဉ်တွေဟာလာမယ့်လနိုင်ငံကြာတဲ့အချိန်ကာလတစ်ခုအထိဂျပန်ရဲ့ Misawa Leaders Camp မှာစစ်စင်ရေးတာဝန်နဲ့ပြန်တန်းမှာဖြစ်ပါတယ်။အဲ့ဒီလိုစီရေလှုပ်ရှားမှုတွေပြုလုပ်ခြင်းအပြင်ဂျပ ပန်ရဲ့အီကီနာဝါကျွန်းကစားပြီးထိုင်ဝမ်နဲ့ဖိလစ်ပိုင်တို့အထူးရှိတဲ့ဖက်စိဘိတ်သမုဒ္ဒရာအတွင်းရှိကျွန်းစုတွေမှာဂျပန်ရဲ့အခန့်ကဏ္ဍကိုပုံမှန်မြင့်တက်စီမှာဖြစ်ပါတယ်။အဲ့ဒီဖက်စိဘိတ်ကျွန်းစုကွန်ရက်ဟာဖက်စိဘိတ်သမုဒ္ဒရာအတွင်းတရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုထိန်းချုပ်ကန့်သတ်ဖို့အမေရိကန်ရဲ့မဟာဗျူဟာတွေထဲကဒစိမ့်တပိုင်းဖြစ်ပါတယ်။မကြသေးမီနှစ်တွေအတွင်းအမေရိကန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာအမေရိကန်ဟာဖက်စိဘိတ်ဒေသမှာစစ်အင်အားတည်ရှိမှုကိုတိုးမြင့်လာခဲ့ပါတယ်။အခုမှ P1B လေယာဉ်တွေနဲ့အခြားလက်နက်တွေဖြန့်ကျက်ချထားမှုဟာလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ဟာဥရောပနေ တို့အဖွဲ့တို့နဲ့လက်တွဲဖြုတ်လို့ပြီးဖက်စိဘိတ်ဒေတာနဲ့တရုတ်ကိုပုံမှုအာယုံဆိုင်နေတဲ့လက္ခဏာလို့ယူဆနိုင်ကြောင်းဩစတြေးလျမဟာဗျူဟာမူဝါဒအင်စတီကျူကထိတိကျွမ်းကျင်သူမဲလ်ကွန်ဒေးဗစ်ကပြောကြားခဲ့ပါတယ်အခုအချိန်ရာထရန့်ဆိုရာဟာဥရောပမှာထားရှိတဲ့ဂရီကွေတွေကိုရှော့ချလိုက်မယ်ဆိုရင်တော့မှအင်ဒိုဖက်စိဘိတ်ဒေတာကမဟာမိတ်တွေပေါ်ထားရှိတဲ့ဂရီကွေတွေကိုရှော့ချမှာမဟုတ်ဘူးဆိုတာကိုတရုတ်ကသိအောင်အချက်ပြလိုက်တာဖြစ်နိုင်ပါတယ်လို့ဒေးဗစ်ကပြောကြားခဲ့ပါတယ်